ရေဆက်ရှိမှဖြစ်တယ်မန္တလေးတိုင်းမှာလည်းကျွန်တော်တိုက်ပွဲတွေကဆက်ဖြစ်မှာခင်ဗျာပူမလေးနဲ့ခင်ဗျာဒီဒီမန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းရေစုံချက်ရေလေကျွန်း area တွေမှာခင်ဗျာ PDK တွေအွန်လိုင်းချင်းလိုက်ကိုရှိတာမင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့သူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တက် relation လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်ဒီဆက်ဖြစ်နေတယ်တိုက်ပွဲတွေကတော့ကျွန်တော်တို့ဒါအကြီးတဲ့ဘက်ကိုဥတည်လာမလားဆိုတဲ့အနေအထားတွေတော့ရှိလာနိုင်တယ်ဒီပြည့်ကျော်စစ်တွေပေါ့ဗျာရခိုင်ပြည်နယ်မြို့တော်စစ်တွေမှာလည်းတိုက်ပွဲတွေက ဆက်ဖြစ်နေတယ်။လက်ရှိတပ်မတော်ကတော့ဒါလိုအပ်တဲ့ဒါစစ်စင်မှုကို တောက်လျှောက်ဆောင်ရနေတယ်။အဲ့တော့စစ်တွေမျိုးပါဗျာဒီရခိုင်မြည်နယ်မျိုးတော်ဖြစ်တယ်။ရခိုင်မြည်နယ်မျိုးတော်ကြီးကြာသွားရင်တော့ကျွန်တော်တို့ကြာသွားရင်တော့ရခိုင်မြည်နယ်ကြာတယ်လို့ကျွန်တော်ပြောမှာဖြစ်ပါတယ်။လက်ရှိကျွန်တော်တို့ဒါရခိုင်မြည်နယ်ရဲ့အုပ်ချုပ်ရေးမျိုးတော်စစ်တွေမျိုးကတော့ဒါမကြာဘူး။လက်ရှိဒီကျွန်တော်တို့အဝေးလောက်မှာပဲဒီတိုက်ပွဲတွေကဆက်ရှိနေတယ်ပေါ့ဗျာပြီးကြောကြောက်ဖြူဘက်မှာလည်းတိုက်ပွဲတွေကဆက်ရှိနေတယ်ဒီတိုက်ပွဲတွေကပြင်းထန်တယ်အေးကတော့ကျွန်တော်စစ်မျက်နှာကိုတော်တော်ဖွင့်လာတာအေးကတစ်ဖက်မှာကျွန်တော်တို့ ဒါစစ်တွေမှာသူတို့စစ်မြေနာဖွင့်နေစဖွင့်လာတယ်ပေါ့ဗျာတစ်ဖက်မှာကြောက်ပြူမှာလည်းစစ်မြေနာထပ်ဖွင့်လာတယ်ပြီးတော့ကျွန်တော်တစ်ဖက်မှာဒါအေယာဝီတိုင်းဘက်မှာလည်းအေယာဝီတိုင်းနဲ့ရခိုင်ပြည်တောင်ပိုင်းအဆက်မှာလည်းသူတို့စစ်မြေနာကိုတောက်လျှောက်ဖွင့်လာတယ်ပြီးတော့ကျွန်တော်အန်းနဲ့ဗရန်ဒီအုံချစ်ပင်နဲ့ဒါတောင်ကိုလမ်းပိုင်းမှာလည်းသူတို့စစ်မြေနာဖွင့်လာတယ်တစ်ဖက်မှာဆိုရင်လည်းပဲသူတို့နေနဲ့ဒါအန်းနဲ့တစ်ဖက်ကမကွေးတိုင်းဗဒန်းပေါ့ဗျာလမ်းပိုင်းမှာလည်းသူတို့စစ်မြေနာဖွင့်လာတယ်တစ်ဖက်မှာဆိုရင်လည်းပဲဒီအချမ်းဘက်အုပ်စုတွေကဒါအေနဲ့ပူးပေါင်းပြီးတော့သူတို့တိုက်ခိုက်နေရလေလှုပ်နေတယ် ဲ့တော့ရခိုင်မျိုးတွေကတော့တော်တော်လေးတော့ပြုတ်နေပြီဗျရခိုင်မျိုးတွေကတော်တော်လေးပြုတ်နေပြီအဲ့တော့တိုက်ပွဲတွေကတော့တော်တော်လေးဆက်ရှိနေတယ်အဲ့တော့အဆုံးသတ်ဘာတွေဆက်ပြမလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့သူတို့ကတက်မရိုကိုသူတို့အပြုတ်တိုက်မလို့သူတို့ကြွေးကြော်တယ်ဗျအဲ့တော့တက်မရိုကဗျတက်မရိုကကျွန်တော်တို့တိုင်းပြည်ဘန်နာကိုဗျခင်ဗျာဖင်ခုထိုင်ပြီးတော့အချမ်းဘတ်သမားတွေတုတ်တင်ရတာဗျအချမ်းဘတ်သမားတွေတုတ်တင်ရတာဒီလက်ရှိအချမ်းဘတ်သမားတွေကတော့သူတို့နိုင်ငံတကာရဲ့အထောက်ပံ့မရဘူးဆိုရင်တော့သူတို့ကအချိန်တော့ကြာသွားမှာ အချိန်ကျသွားမှာလုံးလုံးရရကျသွားမှာတော့မဟုတ်ဘူးအချိန်ကျသွားမယ်အချိန်တခုမှတော့အနေကားတခုရောက်သွားမယ်လက်ရှိကျွန်တော် DNL ဆိုရင်လည်းပဲဒီတောင်ခမ်း area မှာရခင်ကသူတို့ရဲ့အချိန်နေနဲ့ပတ်သက်ပြီးတော့ URS တွေကနောက်ကွယ်ရနေပြီးလက်နက်ခဲရန်လူအင်ရပတ်မှုတွေလုပ်ခဲ့တယ်လက်ရှိအဲ့ဒီအဖွဲ့တွေက URS တွေကနည်းနည်းလေးလည်းညင်တော့သူတို့မှာလက်နက်ခဲရန်ပြဿနာတွေတက်လာတယ်ဒီရှမ်းပြည်နယ်မြောက်ပိုင်းရဲ့အဆောက်ပေါ့ဗျာပြင်းလွင်နယ်နောင်ချိုအဆက်တောင်ခမ်း area မှာဆိုရင်တော့တပ်မတော်ကနေမြေတကြောလုံးကိုထိန်းချုပ်သွားပြီးပြီးတော့ကျွန်တော်တို့ဒီနောင်ချိုမြို့ကိုဒါတပ်မတော်က မဟာဗျူဟာမြောက်စစ်စင်တွေသူတို့ဆင်နွှဲဖို့အတွက်ဒါပြင်ဆင်နေတယ်။များမကြမီကာလမှာတော့ကျွန်တော်နောက်ချိုကိုပြန်ရဖို့အနေထားတွေဖြစ်လာပြီ။အဲ့တော့ကျွန်တော်ကတော့ဗျာရှင်းပါတယ်။နေရာတိုင်းမှာဒါနေရာတိုင်းမှာကျွန်တော်တို့ဒေါ်တီတာယူမှုလို့လူတွေများများပေါ်သေးခြင်းနဲ့ဆရာတို့ဥဝတဝလို့ပုံကူမျိုးတွေများများပေါ်သေးခြင်းရင်ပေါ်စီရင်းနဲ့ဒါမှသာလဲကျွန်တော်သူ့ data နဲ့သူအဲ့ဒီလိုဒါကျွန်တော်တို့အဲ့လိုလူမျိုးတွေများများပေါ်လာပြီဆိုတော့အခြေအနေတကူကမြင်မြန်ကြီးတည်ငြိမ်မှာဖြစ်ပါတယ်အဲ့တော့ပြီးခဲ့ရက်ကကျွန်တော်ညောင်းဦးမှာညောင်းဦးမှာကျွန်တော်တို့ ဒါညာဦးမှာတာဝန်ရှိတဲ့ပုံကောဗျာကျွန်တော်ဒီညာနေရာမှာတော့နည်းနည်းထက်ပြောလိုက်ပါအောင်မယ်အဲ့ဒီပုံကောကသူက KTV မှာသွားပြီးတော့ခမလူ၄၅ယောက်လဲကျွန်တော် KTV မှာသွားကဲနေတာအဲ့တော့အဲ့ကျွန်တော်အာဖိုးဘဖုန်းနဲ့မှာဆိုတော့ကျွန်တော်မပြတော့ပါဘူး KTV မှာသွားကဲနေတာဗျအဲ့တော့အဲ့လိုအလုပ်တွေကတော်တော်လေးဆိုးရပါတယ်တော်တော်လေးဆိုးရပါတယ်အဲ့တော့ခမတို့တိုင်းမျိုးတကယ်ချစ်တာဟုတ်လားခမတို့တိုင်းမျိုးတကယ်မချစ်ဘူးဗျခမတို့လုံမနေနဲ့နှုတ်ထွက်လိုက်လုံမနေနှုတ်ထွက်လိုက်ခမ KTV မှာသွားကဲနေတာကျွန်တော်တို့ကဒီဟာကြီးကိုကျွန်တော်တို့ကနေမေးထည့်ကြီးလည်းမပြောချင်ဘူးဗျ ဒါမျိုးတွေကကျွန်တော်လက်ခံနိုင်ကြလည်းအကြောင်းမရှိဘူးလက်ခံနိုင်ကြလည်းအကြောင်းမရှိဘူးဗျာနော်ကိုယူတဲ့တာဝန်နဲ့ကိုယူရတဲ့တာဝန်က KTM မှာသွားကဲရမယ်အနေထားလည်းမဟုတ်ဘူးဒီလောက်ဒီလိုအရေးကြီးနေတဲ့အချိန်မှာခင်ဗျ KTM မှာအုပ်စုလိုက်အဲအဲ့ဒီအပုတ်ကအဲ့ဒီ file ထဲမှာကျွန်တော်ပို့တဲ့ file ထဲမှာဆိုအောက်က shoe ဖက်နှက်ကအဖြူအဲအုပ်ထုံးနဲ့ဘေးမှာကျွန်တော်ကောင်မလေးက၄ယောက်လောက်ရှိတယ်အဲ့ဒီ၄ယောက်ကဘယ်ရလဲဆိုတော့ကျွန်တော်မပြောတော့ဘူးဗျာဒါတွေကမလုံတဲ့မလုံအပ်တဲ့အရာအဲ့လိုလူတွေများများရှိနေကျွန်တော်ရှေ့ကိုတက်နိုင်မှာမဟုတ်ဘူးတကယ်ကိုကမလုံနိုင်လားမလုံနိုင်ထွက်လိုက်အဲ့လိုပြောရမှာဖြစ်တယ် အဲ့ဒီ file နဲ့ပတ်သက်ပြီးတော့ကျွန်တော်တက်ဆိုင်တဲ့ပို့ကူတော့ပို့ထားတယ်။ဘာဆက်လုပ်မလဲတော့ကျွန်တော်မသိသေးဘူး။အဲဆက်ပြီးတော့ကျွန်တော်တို့နားထောင်လိုက်အောင်ပဲ။ဘာဆက်လုပ်လဲပေါ့။တော်တော်ဆိုးပါလေဗျာ။ဒီလိုမျိုးကာလာမှာခင်ဗျာတွားပြီးတော့ပျော်နေတာဗျာ။တွားပြီးတော့ပျော်နေတာ။အော်ထားပါဆိုဒီအချိန်နဲ့ကျွန်တော်နောက်မှဆက်ပြီးတင်ပြပါမယ်။ဗမာနဲ့ပတ်သက်ရင်တော့လက်ရှိတက်မတော်ကဒီမျိုးတက်မချေကုတ်နေတဲ့အကြမ်းဖက်သမားတွေတောက်လျှောက်ဒီ drone နဲ့ကင်းတော့ပြီးတော့ကျွန်တော်မြေပြတ်တည်နေဝင်ရောက်ရှင်းလင်းလိုက်တောက်လျှောက်လုံးနေတယ်။လိုအပ်တဲ့ပြစ်ကူစစ်ကူတွေတောက်လျှောက်ပေးနေတယ်။တိုက်ပွဲတွေကလက်ရှိဆက်ရှိမှဖြစ်တယ်။မန်လေးတိုင်းမှာလည်းကျွန်တော်တိုက်ပွဲတွေကဆက်ဖြစ်မှာ။ ခင်ဗျာပူမလေးနဲ့ခင်ဗျာဒီဒီမန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းရေစုံချက်ရေလေကျွန်းဧရိယာတွေမှာခင်ဗျာပီကက်တွေအွန်လိုင်းကျင်းလိုက်ကိုရှိတာအွန်လိုင်းကျင်းလိုက်ကိုရှိတာအဲ့ဒီအွန်လိုင်းကျင်းလိုက်ကိုကျွန်တော်တို့ကသွားပြီးတော့တကြောင်လုံးနဲ့သွားရှင်းလို့တော့မရဘူးခင်ဗျာရေပြင်းရတယ်ပိတ်ရမယ်ဒီဒီကျွန်းရေလေရတယ်ဒီရေပြင်းရတယ်အေယာရီမြစ်ကလည်းကျွန်တော်ပိတ်နိုင်ရမယ်ကုန်းမှာလည်းကျွန်တော်တို့ကဘတ်ပေါင်းဆုံးထိုးနိုင်မှာဒီအကြမ်းဖက်သမားတွေခင်ဗျာကျွတ်ပါအတက်ကခင်ဗျာအဲ့မှာရေလေကျွန်းကိုရောက်လာပြီဆိုအကြမ်းဖက်သမားတွေကလမ်းအနေဖြတ်တိုက်တာလေပြီးရင်ကျွန်တော်ဆက်လေတွေနဲ့ ဆေးမျိုးအခြားနေရာသွားသွားပြီးတော့ရှောင်းလာအများအဲ့လိုနဲ့ပဲတန်တရားလဲနေရအဲ့ဒီလိုမျိုးကျွန်တော်ရေလဲကျုံးကိုသွားရှင်းမယ်ဆိုရင်တော့ခင်ဗျာတခုတည်းတော့သွားရှင်းလို့မရအောင်အရာဝီမြစ်ကိုပိတ်မှရမှာအရာဝီမြစ်မှာကျွန်တော်တို့ကဒီတောက်လျှောက်လှဲ့ပြီးတော့ဒါတောက်လျှောက်လှဲ့နိုင်မှရမှာပြီးတော့အပေါ်ကလည်းကျွန်တော်ဘတ်ပေါင်းစုံပိတ်ဆို့နိုင်မှရမှာဘတ်ပေါင်းစုံပိတ်ဆို့မယ်ပြီးအဲ့ဒီဒီရွာဘေးနားမှာကျက်ဆက်လေးအကုန်လုံးတိတ်မလိုက်ပြီးမှလာပြန်ပေးမိလိုက်အဲ့လိုမဟုတ်ဆိုအကြမ်းဖက်သမားရဲ့ဆက်လေးနဲ့ဟိုပြည့်တီပြင်းနေဒါနဲ့ပဲအိမ်မှာအင်းအားမနေဘူးပဲမနေဘူးပဲဗျဒီရေလဲကျုံးကိုရှင်းနိုင်မှာ မန္တလေးတိုင်းတည်ရင်ပဲမကူတိုင်းတည်ရင်ပဲစကိုင်းတိုင်းတည်ရင်ပဲရေလက်ကျုံးကိုမရှင်းနိုင်သေးတော့ခင်ဗျာတည်ရင်ကြတော့အကြောင်းမရှိဘူးဗျအကြပတ်သမားတွေရဲ့တည်နေရာကိုဒီကနေ့မနက်ပိုင်းကဘုံကျဲပြီးရှင်းလင်းလိုက်တယ်ဖြစ်စကားဒီကနေ့မနက်ဒီကနေ့မနက်ပေါ့ဗျာတနည်းအားဖြင့်ကျော်ညတနာကြီးပတ်လဲပေါ့အဲ့လောက်ကမကူတိုင်းဆရာကြီးမြိုင်မြို့နယ်မြိုင်နယ်ပြောက်မြိုင်မြို့နယ်နဲ့ပေါင်းမြို့နယ်ရဲ့ဂျားအဲ့ဂျားမှာရှိတဲ့လက်ပံတို့ရနံမော် ဲ့လက်ပံတို့ဂျန်နံမော်ဆိုနိုင်ငံနိုင်ငံတော်ကနေပြီးတော့ဒါကနိုင်ငံတော်ရဲ့ဒီဂျန်နံပြပါလို့သတ်မှတ်ထားတဲ့နေရာအဲ့တော့လက်ပံတို့ဂျန်နံမော်လို့နာမည်ပေးထားတယ်ပြီးခဲ့တဲ့ကာလတွေကအဲ့မှာကျွန်တော်တို့တိုက်ပွဲတွေဖြစ်တယ်တိုက်ပွဲတွေဖြစ်တော့အဲ့မှာရှိတဲ့ဒီကျွန်တော်တို့လူမျိုးကြီးတပ်ဖွဲ့ဝင်တွေဆုတ်လိုက်ရရဲစခန်းတွေဆုတ်လိုက်ရတယ်ဆုတ်ပြီးတော့ကျွန်တော်တို့ဒါမြို့ပေါ်တွေမှာပြန်ပေါင်းရတယ်ပြည်သူစစ်တွေမှာပြန်ပေါင်းရတယ်မရှိတော့ဘူးအဲ့နေရာတွေက PDF တွေရဲ့တကယ်စကြက်နေရာကြီးဖြစ်သွားတယ်စကြက်နေရာတူးကျွန်တော်တို့တူးတာတူးပြီးတော့ဒီဂျန်နံတွေဘယ်ရောက်လဲကျွန်တော်လိုက်လိုက်ရမှာဒီဂျန်နံတွေကနေတောင်းရင်ဘယ်ရောက်လဲဒီဂျန်နံတွေကဘယ်လမ်းကြောင်းနေသွားလဲတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ဥမာဒီကနေဂျန်နံတူးတယ်ပြော ဇဏန်တူရခင်ဗျဒီကထွက်ထွက်သမျှဇဏန်ကအဲ့ဒီကြေးလက်မှာမသုံးနိုင်ဘူးအဲ့တော့ဘဲဟုတ်တက်လဲမုံရွာတက်တာလားမကွေးတက်တာလားပခုတ်တက်တာလားမန္တလေးတက်တာလားအချင်းမြစ်ကိုတက်တာလားအေရီမြစ်ကိုဖြတ်တာလားစိတ်ဝင်စားဖို့ကောင်းတယ်လမ်းကြောင်းတွေလည်းမပိတ်နိုင်ကြဘူးတကယ်ဇဏန်လေးရတွေဗျာတကယ်တကယ်ဇဏန်ရွှေမဲတွေထွက်ရှိတယ်ဗျာတကယ်ခင်ဗျတကယ်ခင်ဗျတရံစားတော့ခင်ဗျတလိုက်တရက်တွေတိုင်းုံထောင်းနေချီထွက်တဲ့နေရထောင်းနေချီထွက်တဲ့နေရအဲ့ဒီနေရာကိုလက်ပတ်တို့ဇဏန်ဘော်ကိုဒီကနေ့မနက်ပိုင်းကတက်ကလေချောင်းရှင်းလုံးတွေပြုတ်လုလိုက်တယ် ပြုလုပ်လိုက်တဲ့ခါမှာအကြံဖတ်သမားတွေများစွာသိတယ်ပြီးတော့ကျွန်တော်ဒီရန်နံချက်ဖို့တွေမီလောင်ပျက်စီးသွားတယ်ပြီးရင်ကျွန်တော်ရန်နံတယ်ဆောင်ရမှာအသုံးပြုတဲ့ဒီပေါ့စာတွေပေါ့ဗျာစီပေါ့စာတွေစီပေါ့စာတွေပျက်စီးသွားတယ်ပြီးတော့ကျွန်တော်ဒီရန်နံတူးတဲ့ area တွေမှာ ရှိတဲ့စက်ကြီးကောက်တဲ့အကြံဖတ်သမားတွေများစွာသိတယ်အဲ့တော့သူတို့ဘက်ကရေးသားရေးသားထားတာကသူတို့ဘက်ကတော့ကျွန်တော်တို့ဒီ20ပတ်လေလို့ရေးသားထားရေးရေးသားထားတွေ့ရတယ်ပြီးရင်ထိခိုက်တံရရှိမှုတွေများတယ်လို့ဖော်ပြထားတယ် ဖော်ပြထားတယ်ဒါတော့ကျွန်တော်တို့လက်ပံတူရန်နံမော်ကိုတက်မတော်ကဘုံချက်ရှင်းလဲတဲ့အချင်းလေးပြီးခဲ့တဲ့ဒီဖေဝါရီလ25ရက်နေ့ကလည်းဒီလက်ပံတူရန်နံရန်နံမြေဧရိယာအနီးမှာရှိတဲ့စစ်သွေးကြပီဒီအခေါင်းဆောင်ပိုင်းနဲ့မင်္ဂလာဆောင်ကိုတက်မတော်ကလေးချောင်းရှင်းလင်းမှုတွေပြုလုပ်ခဲ့တယ်အကြီးအချိန်တော့လည်းအကြမ်းဖက်သမားတွေများစွာသိတယ်အဲ့တော့ဗျာကျွန်တော်တို့ဒီအမြိုင်းတို့ပေါက်တို့စသဖြင့်အဲ့ဒီ area တို့မေးချင်တာကခင်ဗျားတို့ဂျန်နယ်ဆက်တူမှာလားဘုံကျဲခံမှာလားဒီနှစ်လမှရှိတယ်ဂျန်နယ်ဆက်တူမှာလားဘုံကျဲခံမှာလားဘုံကျဲတော့ခံမယ်ဆိုဂျန်နယ်ဆက်တူ ဘုံကျဲတော်ကိုမခံနိုင်ဘူးဆိုရန်နဲ့ဆက်မတူနဲ့တော့အဲဒီနေရာလေးမှာကိုဒေတာကိုပြန်တော့လာရလန်တိုင်းပြန်တော့လာအလန်တိုင်းမပြန်မင်းနဲ့ငါငါတို့ဆက်တူမယ်ကွာငါတို့လင်းရုံမကြောက်ဘူးကွာလင်းဘုံမကြောက်ဘူးကွာအတက်မလို့ဒရုန်းငါမကြောက်ဘူးကွာဆက်တက်လေးတို့ငါတို့မကြောက်ဘူးကွာငါတို့ဆက်တူမယ်ဆိုဆက်တူရတယ်နှစ်နီလာနှစ်လန်းတော့ရှိတယ်လာရလန်ကိုပြန်မလားရန်နဲ့ဆက်တူမလားလင်းရုံမကြောက်တော့ရန်နဲ့ဆက်တူလင်းရုံကြောက်တော့လာလာရလန်တိုင်းပြန်ဒီနှစ်လမ်းပဲရိုးရရှိတယ်အဲ့တော့ကျွန်တော်ဒီနိုင်ငံမာရဲ့တရားဇာတာတွေက နိုင်ငံတော်ရဲ့တရားစတာတွေကလက်နက်ကိုင်အဖွဲ့တွေတစုတပွဲတွေရဲ့ခံစားခွင့်မဟုတ်ဘူးဗျ။တိုင်းသူပြည်သားတွေကခံစားခွင့်ဒီကရရှိတဲ့ငွေငွေကနေကျွန်တော်တို့စေယုံနေဆောင်မယ်လန်ဒလိုက်ဆောင်မယ်။တရားစတာနဲ့ပတ်သက်ရင်ကျွန်တော်ထီလို့မရအောင်။ဘာကြောင့်လဲဆိုတော့လက်ရှိမြန်မာနိုင်ငံမှာတီဆော်ရေးလုပ်ငန်းတွေပတ်သက်အများကြီးသုံးစရာရှိတယ်။အခုလန်ဒလိုက်တွေအများကြီးပြူပြင်ရမယ်၊မြေမြုံပိုင်းတွေအများကြီးရှင်းရမယ်။ခင်ဗျားပြည်ကျွန်တော်လျှက်စစ်တာဝန်တွေပြန်ပြေးရမယ်။ပြီးရင်ကျွန်တော်စာတင်ကြောင်းတွေစောက်ပြန်ဆောက်ရမယ်။စေယုံတွေပြန်ဆောက်ရမယ်ပြီးဖုန်တော်ကြီးကြောင်းတွေပြန်ဆောက်ရမယ်။ခင်ဗျားလုံးစရာလုပ်ငန်းစီအများကြီးပဲမြန်မာနိုင်ငံမှာ။အများကြီးပဲပြန်လဲထူထောင်ရေးမှာခင်ဗျားအများကြီးပဲ။ အဲ့ပြန်လဲတော်ရင်အတွက်ဒီကုန်ကြမ်းမဲ့ငွေတွေကငွေတွေအတွက်ကျွန်တော်ဒီတရားစားရတူးပြီးတော့ရောင်းရမှာပဲရောင်းရမှာပဲဗျလက်ရှိဒီတရားစားရတဲ့ပတ်သက်ရင်ဒီကချင်အထုဒေတာတက်ပေါ့ဗျာရခိုင်ကဥစကုံနေဒေတာလက်ရှိတော့အဲ့ area ကို KIA တင်ပိုက်ထားတယ်အဲ့ဒီ area မှာဆိုလဲကျွန်တော်တို့ဒီဒီမြေရှားတက်ထုတွေထွက်တယ်မြေရှားတက်ထုတွေထွက်တဲ့ဒီနေရာတွေကိုလက်တော်ကဘုံကျဲရှင်းလင်းမှုတော့လို့လဲလက်ရှိတော့ဘုံကျဲရှင်းလင်းတာတော့မတွေ့သေးဘူးမြေရှားတက်ထုတက်ထုတွေကိုဒီ KIA နဲ့သူ့ရဲ့အပေါင်းပါတွေကတူးဖို့ကစနေပြီ ပြီးတော့တစ်ဖက်မှာလည်းကျွန်တော်တို့တကယ်လို့ရလုံးလို့ရပါတယ်ဗျာခင်ဗျာဖားကတ်မှာခင်ဗျာဘယ်သူလိုက်မေးကြည့်လိုက်မေးကြည့်လိုက်ဖားကတ်မှာဖားကတ်မှာခင်ဗျာတရားမွေကြောက်တူးလားမတူးလားမေးကြည့်လိုက်တရားမွေကြောက်တူးနေမနေဘူးပဲအဲ့ဒီမှာလိုအပ်တဲ့ဆက်သုံးစီကိုခင်ဗျာမန္တလေးရပဲထွက်တာပဲမပိတ်နိုင်သေးဘူးမန္တလေးကထွက်တာမပိတ်နိုင်သေးဘူးအဲ့တော့ကျွန်တော်တို့တခါကြရင်음ဘာကြောင့်ဒီတွင်းနေဆက်တူးနေတာလဲပေါ့ဘာကြောင့်ဒီလူတွေဒီလိုမျိုးဆက်လုံရဲနေတာလဲပေါ့ကျွန်တော်စဉ်းစားမိတယ်ဒါကခင်ဗျာနိုင်ငံတော်ရဲ့နိုင်ငံတော်ရဲ့ခင်ဗျာတည်ရစတာလीအ ဒီနေရာကကမြတရုတ်နိုင်ငံထဲမှာလည်းရှိတာမဟုတ်ဘူးဒီဒီကြောက်လုတ်ခွက်ကြီးကကမြမြန်မာနိုင်ငံရဲ့ဒီမြန်မာနိုင်ငံရဲ့ဒီပိုင်နယ်ထဲမှာရှိတာကမ္ဘာနိုင်ငံတွေကသတ်မှတ်ထားတဲ့မြန်မာနိုင်ငံရဲ့ဒီမြေပုံထဲမှာရှိတာအဲ့ဒီမြေပုံထဲမှာတရားမှုကြောက်လို့တူးနေတယ်လက်ရှိလည်းတူးနေပြီလားအော်သူတို့ကဗျာကမြဒီလိုပွန်လင်းရသေးကြရင်တူးတယ်အဲ့ဒီဒေသမှာပွန်လင်းရသေးဆိုရင်ကျွန်တော်တို့ဒီတိုက်ပွဲဖြစ်တာတိတ်မရှိဘူးမရှိတော့ရှာတယ်အဲ့ကျန်တဲ့ရသေးဆိုရင်တော့ကြောက်တူးတဲ့ရသေးမဟုတ်ရင်တော့အဲ့ချိန်တော့တိုက်ပွဲဖြစ်တယ်ဒီချင်းတော့တိုက်ပွဲတွေဘာမှဖြစ်ဘူးခင်ဗျကြည့်လိုက်ဒီဖားကမှာခင်ဗျတိုက်ပွဲကြီးကြီးမှဖြစ်တယ်တော့ခင်ဗျကြားဘူးလို့ဒီကာလမှာမကြားဘူး တော့ဒီဆောင်းနှစ်ပတ်နဲ့ဆောင်းရာသီနဲ့နေရာသီမှာဆိုရင်ဒီဖားကန့်အေရီးယားမှာဒီတိုက်ပွဲဖြစ်တာကမရှိသလောက်နေတယ်။အကျန်တဲ့မိုးရာသီဆိုတော့ဒီဖြောက်တော့ဖြောက်တော့ဖြစ်တာရှိတယ်။အဲ့တော့ကျွန်တော်တို့ကဒီဖားကန့်မှာရှိတဲ့ဒီနိုင်ငံတော်ရဲ့တည်ရန်ဇာတာတွေကဒါတိုင်းပြည်တို့အပြားကျွန်တော်နိုင်ငံမှာပြည်내ထူထောင်းရေးလုပ်ရမယ်။ဒီရနေပြီးတော့ရလာတဲ့ငွေကြေးတွေကို KI ကလက်နက်တွေဝယ်တယ်၊လူဝင်ရတွေချဲ့တယ်၊ဖုံးတော့ရေတတ်တယ်၊တိုင်းပြည်ဖြက်စီးတယ်။ပြီးတော့ဒီဖားကန့်မှာရှိတဲ့ဖားကန့်မှာရှိတဲ့ကျွန်တော်တို့ဒီရေမစေးကြောက် ရင်းမရှိကြောက်ရှာဖွေတဲ့သူတွေအဲ့မှာခင်ဗျာတိတ်နေရှိရှိတယ်။အဲ့ဒီကနေပြီးတော့ KIA ကလူတစ်ကိုလူတစ်လောက်ရတယ်။သူရဲ့တပ်ဖွဲ့ဝင်လူတစ်လောက်ရတယ်။ A ကအင်အားကြီးထွားခဲ့တာကလည်းဒီဖားကတ်မှာရင်းမရှိကြောက်သူတမားတွေပေါ့ဗျာအဲ့မှာရှိတဲ့ရင်းမရှိကြောက်သူတမားတွေသူ့ဆုလာရတဲ့လောက်ဆုလာရတဲ့လောက်ဆုပြီးတော့မတ်လုံးတွေပေးပြီးတော့လက်နဲ့တွေတက်ဆင်ပြလိုက်တာ။အဲ့ဒီကပဲသူတို့ရဲ့လူဝင်ရလူတစ်ရတာလေအဲ့ဒီနေရာပဲ။အဲ့ဒီနေရာကိုမဖြူနိုင်တော့ကျွန်တော်တို့ကမလွယ်ဘူးဗျ။မလွယ်ဘူး။ဘာကြောင့်လဲသူတို့တော့ကလူသေးစုဖို့ကအရန်လွယ်တယ် ီးွားရကျွန်တော်တို့ဒီလက်နက်တွေပြန်လဲဖြည့်တင်းဖို့ကလည်းအရန်လွယ်တယ်။ပြီးရင်ဒီတရားစတာကိုရောင်းဖို့ကလည်းခမခက်ခက်ခဲရောင်းချရမှာမဟုတ်ဘူး။တရုတ်ကိုရောင်းလိုက်အဲ့မှာလိုသလောက်ဝယ်ခွာ။ဒီလိုနေရာကြီးကိုဘာကြောင့်ဒီလိုကြီးထားလဲပေါ့ကျွန်တော်တို့ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီလိုစကားတွေပြောရတာကကျွန်တော်တို့နိုင်ငံမှာပြန်လဲထူထောင်ရေးနဲ့ပတ်သက်ရင်လုပ်စရာလုပ်ငန်းစီတွေအများကြီးများရှိသေးတယ်။အများကြီးများရှိသေးတယ်ဗျာနော်။ ပြီးမှကျွန်တော်တို့တစ်ဖက်မှာမိုးကုတ်ပေါ့ဗျာမိုးကုတ်မှာဆိုလည်းပဲအချမ်းဒီ TNL ကသူတို့ရားတဲ့နည်းနဲ့လက်ရှိကြောက်တူးနေစေကြောက်တူးနေစေဖြစ်တယ်တစ်ဖက်မှာတော့ကျွန်တော်နတ်မတူဘော်ဒူးမှာလည်းဒီ TNL ကသူတို့တေးရန်စားလာတွေထုံနေတယ်ပြီးကျွန်တော် KNB နယ်ဘက်မှာဆိုလည်းဒီ KNU ကရွှေတွင်းနေရှိတယ်ကြောက်ပြီးသွေးမိုင်းနေရှိတယ်တစ်ဖက်မှာကျွန်တော်တို့တပိတ်ချင်းဘက်မှာဆိုရင်လည်းပဲဒါကျွန်တော်တို့နိုင်ငံတော်ရဲ့ဒါတေးရန်စားတာရွှေတွေပေါ့ဗျာရွှေတွေကိုဒီလက်နက်ကင်ဖွဲတွေကထုံနေတာရှိတယ်ရှိနေတယ်အဲ့တော့ဓာတ်ထုတ်ပြေဓာတ်ထုတ်ပြေက